ဖြားဖြားသည်ဝယ်ယူသူညမလေးနဲ့တကွာမိသားစုပေါ်မှာတက်ရောက်ပါစေမရှိဆိုတဲ့စကားမကြားရတဲ့သူဖြစ်ပါစေစိတ်ထင်းကတောင်းတလိုက်ုံနဲ့အရာရာပြည့်ပြည့်စုံတဲ့သူဖြစ်ပါစေလို့ဆွမုံကောင်းနေတောင်းမိပါတယ်ဝင်သောရတနာကိုနဲ့မြဲပါစေနော်ကျေးဇူးများကြီးတင်ပါတယ်ညမလေးရေကဲမြင်မြင်ပြောချင်တာမလို့မြင်မြင်ဖြတ်ရသေးတယ်လीချွေစုစာအုပ်အကြောင်းကျမအောင်မေးထားကြတယ်နော်အဲ့တော့ ရွှေစုစာအုပ်ဘလို့လဲလို့ကျမလည်းလိုက်လိလာရတဲ့ခါကျတော့ဆိုင်တွေတော်တော်များများမှာရွှေစုစာအုပ်ဆိုတဲ့ဟာမျိုးလေးတွေဆိုင်သေးသေးလေးကနေဆိုင်ကြီးကြီးနောက်တစ်ခါရက်ွက်ထဲအဆင့်လေးတွေကအလောက်ထိကိုကျမတွေ့တယ်ပေါ့နော်နီးစက်ရလေးတွေမှာရွှေစုစာအုပ်ဆိုတာတော်တော်ခက်ဆားနေရတဲ့တူပါတယ်ကျမတော့တိတ်တတိမထားမိလို့အခုမှလာမေးတဲ့သူတွေများလို့မလို့မှကျမလိုက်ကြည့်ရတာနော်ကျမတဲမှာမတက်တော့ကျမမသိဘူး ဲ့တော့တော်တော်များများဆိုင်လေးတွေမှာလဲရွှေစုစာအုပ်ဆိုပြီးတော့မှစာအုပ်ကလေးတွေနဲ့သူတို့လေးတွေလောက်ကြတယ်ဆိုတော့အဲကျွန်မထင်တာတော့2022လောက်မှာ2020လာဖို့ရင်ねလောကပါယူလာခဲ့အောင်ねအဲ့ဒီထွေးဟုတ်ကဲ့ပါသိလားမဆင်အောင်ဟိုပါမဆင်အောင်လုပ်ပြတယ်မောင်ကျေးဇူးဦးစီအောင်အဲ့လိုလေအဲ့လိုလေဖြစ်ကုန်ပြီကျမတော့နော်အမလေးအဲ့ဒါ350ကျမနေဆုတ်ပြီဟုတ်တယ်အယူလာပြတဲ့ညီမဟုတ်ဟုတ်ယူလာပြမယ်မဆိုတော့ ဲ့တော့လေအဲအဲ့လိုလေးတွေတွေ့တယ်ပေါ့နော်ဆိုတော့ကျမတို့ဟိုးစောစောပိုင်းလေးကအင်းအောင်တမာရီမှာဒါရွှေစုစာအုပ်ကလေးလောက်တာ2010ကြော်ကြော်လောက်ကလေးလောက်နေရသူတို့စတာနဲ့တူတယ်နော်ဆိုတော့ကျမတို့ဘာလေးအကြံပြုကြံလဲဆိုတော့မူရင်းရည်ရွယ်ချက်ကောင်းပါတယ်ရွှေစုစာအုပ်ဆိုတဲ့ဟာလေးอ่ะလीเนาะဆိုတော့ဟိုကျွန်တော်တို့တွေကရွှေပေါ့လीတဘောကလက်ထဲမှာပတ်စံလေးနည်းနည်းလေးရှိတယ်ဆိုရင်အခုဆိုရင်ရွှေတပဲက၄သိန်း နော်ရွှေတပင်းခမန်းကြီးခမန်းကြီး၄သိန်းခွဲလောက်ရှိမှာပေါ့နော်15ပဲအခောက်တွေဆိုလို့ရှိရင်ထားပါတော့၄သိန်းခွဲပေါ့၄သိန်းခွဲဆိုရင်တပင်းကို၄သိန်းခွဲဆိုရင်အစား၈ဆိုရင်တရွေးကို9600လောက်ကြတယ်အဲ့တော့ကျမတို့ကရွှေတပင်းလုံးကြီးကိုမတက်နိုင်ဘူးတရွေးစု၂ရွေးစုနဲ့ဒီလိုမျိုးလေးတွေစုမယ်ဆိုရင်ပတ်စံလေး9600လောက်ပို့ရဲဆိုရင်အဲဝယ်စုထားလိုက်ပတ်စံလေး9600လောက်ပို့ရဲဆိုရင်ဝယ်စုထားလိုက်ဆိုပြီးပတ်စံလေးတော့တော့အပ်ထားပြီးတော့ကျမတို့ကပစ္စည်းတော့လက်ရောက်မယူရဘူး ီစာအုပ်ကလေးထဲမှာကျမတို့ဘန်မာလိုမျိုးပဲသူကရက်ဆွဲလေးရယ်ဈေးနှုန်းလေးရယ်ကျမတို့ရွှေလေးချိန်လေးရယ်ကိုသူတို့ကဖြည့်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 ပြီးတော့มาသွားမယ်ပေါ့ဥပမာကိုက အဲတရွေးစုနှစ်ရွေးစုနဲ့ကိုက၄ဘဲလောက်ဖြစ်လို့မှယူခြင်းနေဆိုရင်တို့ထုတ်ပေးမှာပေါ့၄ဘဲเนาะအဲ၅ဘဲလောက်ဖြစ်တော့ယူခြင်းမီးဆိုရင်ဒီညမှာဖြတ်ချပြီးထုတ်ပေးမှာပေါ့ပစ္စည်းလက်ရောက်လိုခြင်းနေဆိုလို့ရှိရင်เนาะဆိုတော့အဲ့လိုမျိုးမဟုတ်ဘူးထက်ပြီးတော့မှဟိုမှာ၅ချက်သား၁၀သားထိထက်စုခြင်းနေဆိုလဲစုပေါ့ကိုနိုင်တဲ့လောက်ပေါ့ဟိုမှာတောင်းကနန်းတက်နိုင်နေသူကလဲတောင်းကနန်းသိန်းကနန်းတက်နိုင်နေသူကလဲသိန်းကနန်း၁၀ကနန်းတက်နိုင်နေသူကလဲ၁၀ကနန်းပေါ့ဆိုတော့ဒါကတော့တစ်ဖက်ကနေကြည့်ရဆိုရင်မှန်မှန်ကန်ကန်နဲ့အခြေအနေမှာအင်မတန်ကောင်းတယ် မှန်မှန်ကန်ကန်တဲ့အခြေအနေမှာအင်မတန်ကောင်းနေဒါကတော့ကျမအမြဲတမ်းပြောသလိုမူလရည်ရွယ်ချက်တွေကအရင်ကောင်းနေအဲ့ဒီတော့ဟုတ်ပြီလူတွေကစုကြမယ်ဆိုပြီးတော့မှစုတယ်ကျမတို့ကပတ်စံသွားပေးထားလိုက်ရတာကျမတို့ကိုစာအုပ်ကလေးထဲမှာပြန်ပြီးတော့မှအမှတ်ပေးလိုက်တာကျမတို့ဘန်မှာပတ်စံသွားအပ်တယ်လို့မျိုးပေါ့နော်ဘန်မှာပတ်စံသွားအပ်တော့ကျမတို့ဘန်တွေလည်းမဖြစ်လဲအလင်းတင်တယ်လို့ဘာညာတာရကဆိုကျမတို့လွယ်လွယ်ကူကူထုတ်လို့မရတာတွေဘာမျိုးတွေဖြစ်တယ်ဒါနိုင်ငံအဆင့်ဘန်တွေမှာတော့မှ အဲ့လိုမျိုးလေးဖြစ်သွားတယ်ဆိုရင်ကျမတို့ဒီဆိုင်ဒီမှာသွားပြီးတော့မှအပ်တယ်သူတော်ဘာစီမှာကျမတို့ကသွားပြီးတော့မှကိုယ့်ရဲ့ငွေကိုကြိုပြီးတော့မှအပ်ထားမယ်စုထားမယ်ပေါ့စုထားပြီးတော့မှရွှေစည်းကတော့ fix ဖြစ်တာပေါ့နော်ဆိုတော့ရွှေစည်းကတော့တက်ချင်လဲတက်သွားမယ်ကြချင်လဲတက်ကြသွားမယ်တက်ချင်းကြချင်ကတော့မိမိကံနဲ့ကျမတို့ကဒီဆိုင်ဒီမှာသွားသွားပြီးတော့မှကျမတို့ကပတ်စံလေးရရင်ဒီစာအုပ်ကလေးထဲမှာသွားသွားပြီးစုထားမယ်ကိုလိုချင်တဲ့အချိန်အတိုင်းအတာထိပေါ့နော်ဆိုတော့အာကောင်းပါလေ စုပြစ်တာပေါ့နော်စုပြစ်တာပေါ့ကိုဥပမာ9 9000 6000 6000မဲထားအဲငါတို့ဟော့ပေါ့သွားစားရင်တော့အဲ့လောက်ကိုနဲ့ဟော့ပေါ့မစားတော့ဘူးရွှေတရွေးလေးစုလိုက်မယ်ကောင်းတယ်နော်ဒါပေမဲ့ကျမတို့ကပစ္စည်းလမ်းရောက်ယူထားတာမဟုတ်ဘူးကျမတို့စီမှာ evidence ဒီစာအုပ်ထဲကကိန်းကနန်းမဲရှိတယ် အဲ့တော့ကျမတို့ဘန်ဒီမှာငွေစုထားတဲ့လိုမျိုးပေါ့နော်ဟေးထောက်လို့မရတော့တနည်း၁၀သိန်းပဲဆိုလဲကျမတို့၁၀သိန်းပဲရတာလीသိန်းတရာပဲဆိုလဲကျမတို့သိန်းတရာပဲရတာလीဒီလိုဖြစ်စဉ်ဖြစ်ရမျိုးလေးတွေကိုလဲကျမတို့ခေါင်းထဲမှာထည့်စဉ်းစားထားဖို့လိုတယ်ဒါက ခုနကကောင်းနေဆိုတဲ့ဟာကနေအားသာချက်ကြီးပဲဆိုတာတဲ့ကျမတို့ကအားနည်းချက်ကိုလည်းစဉ်းစားဖို့လိုတယ်မိမိပိုင်ဥစ္စာကိုသူများစီမှာအနှံ့အမ်းပါလေဆိုတော့အဲ့တော့ဟုတ်ပြီဒါဆိုရင်ဘယ်လိုနေရာမျိုးမှာစုတင်တယ်လဲစုတော့စုတင်တယ်ဘယ်လိုမျိုးမှာစုတင်တယ်လဲဆိုနာမည်ရှိပြီးသားမှန်ကန်တဲ့နေရာတွေမှာပဲစုတင်တယ် နာမည်ကြီးဆိုင်နေပေါ့နော်တကယ်ကိုအမခံချက်အပြည့်အဝရှိတဲ့ဆိုင်နေပေါ့ဒီလိုမျိုးမှာပဲဆုတဲ့နေရက်ွက်ထင်းကဒီလိုမျိုးအမခံချက်မရှိတဲ့သူတွေရဲ့လောက်တာမျိုးတွေစီမာတော့မဆုဖို့ကိုကျမကအကြံပြုတယ်နော်ဆိုတော့ရည်ရွယ်ချက်လဲကောင်းနေဆုလဲဆုဖြစ်တယ်ဒါပေမဲ့တခွတော့ရှိတယ်ကျမတို့ဆုနေတဲ့သူတွေဟာကိန်းကနန်းနဲ့ဒီကျဲမှာပဲရှိနေမယ်ကျမတို့ပစ္စည်းလက်ရောက်မရတာဘူး ဲ့တော့ဆိုင်းနေရလဲပြောတယ်စုပြည့်စီစဉ်လို့လုပ်ပေးတာပေါ့အဲဒီလိုလေးပြောတယ်ဆိုတော့ဒါဆိုရင်ကျမတို့ကအဲ့ဒီဘက်ကလည်းစဉ်းစားစရာရှိတယ်ဒါဆိုတို့ကငါတို့ဘာဖြစ်လို့လုပ်ပေးတာလဲဆိုတော့ကျမအရင်တော့ကတော့စာအုပ်ဖိုးလေးတွေဘာလေးတွေကောက်တာလေးတွေတွေ့တယ်အခုနောက်ပိုင်းတော့မပြောတတ်ဘူးဒါလေးတွေကတော့ free FOC ဖြစ်သလားမဖြစ်သလားမသိဘူးเนาะဟိုအရင်တော့ကတော့နာမည်ကြီးဆိုင်တွေကစာအုပ်ဖိုးတို့သုံးတောင်တို့ဘာတို့ညာတို့ဒီလိုလေးကောက်တာလေးတွေတွေ့တာလေးတွေရှိရှိတာလေးတွေတွေ့တယ်ဒီလိုဒီ charges တွေရှိတယ်ပေါ့เนาะနောက်တစ်ခါဘာဖြစ်တယ်လဲဆိုလို့ရှိရင် တို့ကလည်းဘာဖြစ်လို့လုတ်ပေးနိုင်တယ်လဲဆိုရင်ပစ္စည်းလမ်းရောက်မပေးရအောင်ဥပမာတစ်ယောက်တည်းနှစ်ယောက်တည်းဆိုရင်တော့မသိတာပဲနိုင်ငံနဲ့ချီပြီးတော့မှနာမည်ကြီးရင်ကြီးတယ်လို့ဒီလိုမျိုးစုတဲ့သူတွေများတယ်ဆိုရင်တို့ကလည်းကျွန်မခုနပြောသလိုပေါ့ပစ္စည်းလမ်းရောက်မပေးထားရသေးဘူးတို့မှကျန်တဲ့ဟာကိုဒီပတ်စံနဲ့တို့လှည့်ပြီးတော့မှသုံးလို့ရတယ်ဒီအကျိုးအမြတ်ကလေးတော့တို့မှရှိတယ်ဒါပေမဲ့တို့လည်း risk တော့ယူရတယ်ဘာဖြစ်လို့လဲဆိုတော့ရွှေစည်းဒီအတက်အကျရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရွှေစည်းအတက်အကျနှုံးကိုကာမိတဲ့အာသော business business another business ဆိုလို့ရှိရင်เนาะသူတို့လည်း kait တယ်เนาะအဲ့တော့စုတဲ့သူတွေကလည်းအခုကတော့အရန်ခက်စားနေတယ်လို့ကျွန်မလိုက်ကြည့်တော့မှကျွန်မကိုမေးတယ်မေးခွန်းများတဲ့မေးခွန်းနေအရန်များတော့မှကျွန်မလိုက်လိလာကြည့်တော့မှရွှေစုစာအုပ်ဆိုတဲ့ကိစ္စတွေကိုတော်တော်များများလေးမှတွေ့နေရတယ်ဆိုတော့မှန်ကန်တဲ့နေရာအာမခံချက်ရှိတဲ့နေရာနာမည်ရှိတဲ့နေရာကို့အတွက်အဲယုံကြည်စိတ်ချရတဲ့နေရာမျိုးမှာဘယ်ဝယ်စုတင်တယ် နော်မဟုတ်ဘဲနဲ့အာဒီတိုင်းပဲသူများရောင်လို့ရောင်သူများဆွဲလို့ဆွဲဘာမှန်းမသိဘယ်သူမှန်းမသိဘယ်ကမှန်းမသိဘာအာမခံချက်မှမရှိဘဲနဲ့ရိုးရိုးဒီတိုင်းအဆင့်လောက်တင်မှာတော့မလုံတဲ့မူးနော်ဆိုတော့ကိုနေပုံကိုရေးရရင်းနီလို့အာမခံချက်ရှိလို့ဆိုရင်တမျိုးပေါ့နော်အဲ့တော့နာမည်ကြီးဆိုင်နေမှာကျမတို့ဒီလိုတွေလည်းတွေ့တယ်ကျမတို့တော်တော်များများနေရာလေးတွေမှာတွေ့တယ်ဆိုတော့မိမိလုံမဲ့ဆိုင်မိမိစုမဲ့ဆိုင်ရဲ့ဒါကျမတို့တမိုင်းကိုလည်း လေ့လာဖို့လိုတယ်เนาะလေ့လာပြီးတော့မှဒါအမကန်ချက်ရှိနေခိုင်းမာနေเนาะအမှန်ကန်မှုရှိတယ်ဆိုရင်တော့စွတ်တင်နေဘာဖြစ်လို့လဲဆိုတော့အဖက်တင်နေเนาะအဖက်တင်နေဒီလိုနဲ့ပဲတရွေတပဲတကြက်တစ်ဆယ်သားဒီလိုလေးနဲ့ပဲစွတ်သွားရမှာပေါ့เนาะစွတ်ဖြစ်တာပေါ့နီးစနစ်လေးကအရန်ကောင်းပါတယ် ်နော်အရန်ကောင်းပါတယ်နီးစနစ်လေးဒါပေမဲ့မှန်ကန်ဖို့လိုတယ်နောက်တစ်ခါဒီပေါ်မှာပလင်းတဲ့သူတွေလိန်တဲ့သူတွေညာတဲ့သူတွေမပေါ်လာဖို့လိုတယ်ဒါကြောင့်ပြည်သူတွေကအားနေချက်အားသာချက်ကိုတည်ထားဖို့လိုတယ်နော်အဲ့တော့ကျွန်တော်တို့ကရွှေရတော့ဆုလိုက်တယ်တပွား360ဈေးနဲ့ကျွန်တော်တို့ကရွှေတစ်ဘဲဆုလိုက်တယ်ဆိုပါစို့ ဲ့တော့နောက်တစ်ခါသိန်း65သိန်းနဲ့ရွှေတပည့်စုတယ်ဆိုပါစို့အဲကျမတို့ကအဲ80နဲ့ရွှေတပည့်စုတယ်ဆိုပါစို့အဲ့လိုမျိုးနဲ့ရွှေဈေးပေါင်းမြောင်များစွာကျမတို့နဲ့စုလိုက်တဲ့ဟာတွေဒီရွှေတွေအကုန်လုံးပေါင်းလိုက်လို့ကျမတို့ကတစ်ချက်သားဖြစ်သွားမယ်ဒါဆိုရင်ကျမတို့ကလည်းငွေတွေအကုန်လုံးကိုပြန်ပေါင်းချလိုက်ရမယ်။ငွေတွေအကုန်လုံးကိုပေါင်းလိုက်လို့ကျမတို့က68သိန်းဖြစ်တယ်။အဲဒီဘက်ကတစ်ချက်သားဖြစ်တယ်ဆိုဒါဆိုရင်ကျမတို့ရဲ့ဟာဒီ average ငါတို့68သိန်းဈေးကိုတွားကြနေတယ်။ average ငါတို့ဈေးသည်68သိန်းကိုသွားကြနေတယ်အဲ့တော့မိမိစုထားတဲ့ငွေအမောင်းကိုပေါင်းမယ်မိမိစုထားတဲ့ရွှေရဲ့အလေးချိန်ကိုပေါင်းမယ်ပြီးရင်စားချလိုက်ရင် ရွှေဈေးဘလောက်ဆိုတဲ့တန်းကိုသွားလိုက်မယ်နော်ဒါဆိုရင်ကိုပြန်ရောင်းတင်တဲ့အချိန်မှာရွှေဈေးဘလောက်ဆိုရင်ကိုမြက်မလဲရွှေဈေးဘလောက်ဆိုရင်ကိုရှုံးမလဲလို့ကိုဒီလိုလေးတွက်လို့ရတယ်အဲ့တော့ကျွန်မအကြံဉာဏ်ပေးတင်တာတော့ခိုင်မာတဲ့နေရာမှန်ကန်တဲ့နေရာတွေမှာပဲစုတင်တယ် နော်ခုနလိုပေါ့မယုံကြည်ရတဲ့နေရာစိတ်မချရတဲ့နေရာမျိုးတွေမှာတော့မစုသင့်ဘူးဘာကြောင့်လဲဆိုတော့ပစ္စည်းလက်ရောက်ရထားတာမဟုတ်ဘူးဒီစာအုပ်လေးရဲ့ evidence တခုပဲရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာပေါ်မှာဘလောက်ခိုင်မာမှုရှိတယ်လဲဆိုတာကတော့ကျွန်တော်တို့ဘန်ဒီမှာငွေအပ်တဲ့ဖြစ်စဉ်တွေကိုကြည့်လို့ရှိရင်ဒါစဉ်းစားလို့ရသွားလိမ့်မယ်ဒါကြောင့်မလို့အတိနဲ့တတိနဲ့ရှင်ပြီးတော့မှ စုဆောင်ကြဖို့ကိုကျွန်မကဒီနေရာကနေတိုက်တွန်းနေအကောင်လုံးဒီပုံစံအားဖြင့်ကတော့အရန်ကောင်းနေရှုတဲ့နေဒါပေမဲ့စစ်မှန်တဲ့နေရာမှန်ကန်တဲ့နေရာစိတ်ချရတဲ့နေရာမှာရွေးချယ်ပြီးတော့မှရှုတဲ့နေဒါလို့ဆိုရင် နားလေပြီလို့မျှော်လင့်နေနော်မရှင်းတာရှိသေးလားမရှင်းတာရှင် မေးလို့ရပါတယ်နော်